โอเคအဲ့တော့စာမျက်နှာ47ပေါ့เนาะကျွန်တော်တို့အရှိရ policy တွေတည်ပြီးသွားပြီဆိုရင်တော့ကျွန်တော် Facebook modernization 2025ပေါ့เนาะအာ Facebook modernization 2025 Facebook ငွေငွေရှာခြင်းနော်ဒါကျွန်တော်အရှိရ2024နဲ့ကျွန်တော်မတူတိတ်မတူတော့ဘူးပေါ့เนาะအာမတူတော့ဆိုမှအကောလုံးမတူတော့တာမဟုတ်ဘူးအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ star တို့ read တို့ border တို့ insulin area တို့ secretion တို့ lestrin area တို့ နော်တကယ်ဒီ26ခုအဲဒီ26ခုပေါ့နော်အဲ26ခုမှာဘဝင်ဝေရှာလို့ရတာဒါကြောင့်2025မှာကြာဘလားဒါမရှိတော့ဘူးနော်မရှိတော့ဆိုတော့အဲ re လို့ bonus တို့ insulin area တို့ဒါမရှိတော့တာလက်ရှိမှာပေါ့နော်လက်ရှိမှာ ခုနကတော့ကျွန်တော်တို့ဒီ V တို့ Bonnet တို့ Insign Area ဒီ၃ခုကိုပေါင်းပြီးတော့မှသူကဒီ2025မှာ Content Modernization Program ကိုပြောင်းလဲပေးလိုက်တာပေါ့ပြောင်းလဲပေးလိုက်တာဆိုတော့ဒါအရှိတ်2024 October 4ရက်နေ့ထဲကသူကဒီဟာဒီ Content Modernization 2ကို Beta Version ဖြစ်ပြောင်းလဲပေးထားတာအဲလူတိုင်းမရဘူးပေါ့နော်အဲ့အချိန်တော့က S V တို့ Bonnet တို့ Insign Area တို့ကနေပြီးတော့ပဲ ော်တော်များဝုံဝေရှားရတာပေါ့နော်အဲစတာတို့ subscription တို့ထည့်စဉ်းစားစရာမလိုဘူးဘာလို့လဲဆိုတော့စတာတို့ subscription တို့ဆိုတာဒီ fan တွေကပြီးမှကိုယ်ဝင်ငွေရတာလေ fan တွေကပြီးမှဒီ fan တွေကမပြေလို့ဆင်ကိုယ်ဝင်ငွေရမှာမဟုတ်ဘူးအဲ့တော့စတာတို့ subscription တို့ set up ပေါ်လို့လည်းဘာမှလုပ်လို့မရဘူးအဓိကစဉ်းစားမှာ re နဲ့ bonus နဲ့ insuin area နဲ့နော်အခုဆိုရင်တော့ကျွန်တော်မလိုတော့ဘူးအဲ့ဒီ content monetization program ရတာနဲ့ နော်ဒီတစ်ခုတည်းပဲထည့်ပြီးစဉ်းစားရတော့မှာအဲ့တော့ဒီမှာ quantum modeling 2ပါတဲ့ reborn insulin idea ဒီ2သုံးခုကိုပေါင်းပြီးတော့မှာဒီ3ခုနဲ့ quantum modeling 2နဲ့ကအတူတူပဲပေါ့ဆိုတော့အဲ့ဒီကဒီ3ခုကို2တခုတည်းမှာ program တခုတည်းမှာသွားပေါင်းလိုက်တယ်လို့ပြောလို့ရတယ်နော်အဲ့မှာတခုအားသရတာက quantum modeling 2က အဲ story attack ပါအတော့ပါကျတို့ဝင်ဝေရတာနော်အဲ့တော့လက်ရှိအခြေအနေနော်လက်ရှိအခြေအနေမှာအဲဒီ V တို့ insane idea တို့ bonus တို့ကိုအဆက်အမျောလို့မရတော့ဘူးမရတော့ကျတို့ကဒီ CM တို့ခေါ်ဒီခုနက် monitoring 2ကိုဆက်အပ်ရမှသာရင်ကျတို့ဝင်ဝေရှာလို့ရမှာနော်အဲ့တော့ဒီမှာ ဒီခေါ်တဲ့မော်ဒယ်ရှင်2ကကိုယ့်ကိုနော်ဒီမှာလေဒီမှာဆိုလို့ရှိရင် modernization ထဲမှာဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင် read တို့ဘောတော့ insulin idea တို့ရှိတယ်နော်ကိုဆက်အပ်မရလဲရှိတယ်နော်ဒီလားအဲ့ဒီ insulin idea တို့ read တို့ဘောတော့ကဒီခေါ်တဲ့ modernization 2က brother ဆက်အပ်မရရင်သူမပြအောင်နော် modernization ထဲမှာသူက track လာပြီးတော့ပြထားတာမျိုးမရှိဘူး နော်ကိုကဆက်အပ်ရမှသာလေကို invite ခံရမှသာလေဒီ code modernization program လောက်ပေါ်တာ နော်အဲ့တော့ insulin aid တွေကကြတော့ဟိုဝါဟာဝါ6000လို့ follower 9000လို့ဆိုတော့ plus ရှိတယ်နော်အဲ code modernization program မှာမရှိဘူးသူက invite only read လို့ပဲနော် bonus လို့ပဲသူက invite ပြီးမှကိုကဆက်အပ်ရမှာနော်သူဆက်အပ်ပြီးတဲ့အချိန်မှာအဲဒီ modernization ထဲမှာနော် ဒီ modernization နဲ့မှာဒီ content modernization program ကလက်ပေါ်လာเนาะထည့်ပေးတာတော့မဟုတ်ဘူးကိုဆက်အပ်ရမှာရမှာဆက်အပ်မရရင်ဒီရရမြင်ရမှာမဟုတ်ဘူးအဲတချို့တွေကလည်းမလမေးကြတာရှိတာလीအဲဒီ modernization နဲ့မှာဒီ content modernization program ကျောင်းထမမပါဘူးမပါတာမဟုတ်ဘူးเนาะ तू က invite ခံရမှာဆက်အပ်ရမှာเนาะအဲ့တော့ ီ insulin area brief ball နဲ့ဒီသုံးခုက content modernization tool နဲ့ညီမျှတယ် content modernization program နဲ့ညီမျှတယ်လို့ပြောလို့ရတယ်။နောက် brother ပေးတယ်နောက်ပိုင်းပြောင်းလာစီဒီကောင်ပြောင်းလာမှာပေါ့။ဟမ်နောက်အဲ့တော့ content modernization tool ဒီ invite only data ဖြစ်ပြီးတော့နော်ကျွန်တော် favorite နေပြီးတော့မှ invite ပေးမှသာလင်ကျွန်တော်က set အရမယ်။နော် seminar 40နေမှာလေ။နောက် content modernization tool ကအာ တခြား2ရီမျိုးအကျော်တို့ဒီ modernization မှာလက်ပြထားတာမျိုးမရှိဘူး။နောက်ကျတော့ invite ခံမှာဒီ2ကိုကျတော့မြင်ရအောင်လိုက်မယ်။ဟုတ်နော်။